ရှင်ဖုံးပြည့်နဲ့ပတ်သက်ပြီးဆွဆွဲမှုတွေပေါ့အရေးယူသွားမယ်လို့ပြောလာတဲ့ကျော်ကျော်အင်ဒရာပရိသတ်များရှင်လက်တလုံးမှာတော့ရှင်ဖုံးပြည့်နဲ့ခင်မေခါတို့ရဲ့ပြည်တနာရင်းအလုံးကိုပရိသတ်တွေအလုံးကတီမာထင်ပါတယ်ရှင်ဖုံးပြည့်ကတရုတ်စာပိုင်တကွန်ရဲ့ညီဖြစ်ပါတယ်တရုတ်စာပိုင်တကွန်ကမြန်မာနိုင်ငံမှာဆိုရင်လည်းရုပ်ရှင်စကားကောင်းကောင်းတွေကိုရိုက်ကူးထားပြီးအကယ်ဒမီမျှော်မှန်းလို့ရတဲ့အထိတရုတ်ဆောင်ကောင်းတဲ့မင်းသားဖြစ်ကထိုင်းနိုင်ငံမှာဆိုရင်လည်း top 1ဝင်တဲ့မင်းသားတစ်ယောက်ဖြစ်ပါတယ်မြန်မာနိုင်ငံမှာတင်မကနိုင်ငံတကာမှာလှည့်လည်ပြီး င်ရိုက်ကူးခွင့်တွေရရှိခဲ့က AACC နဲ့အလုတ်ကိုကြိုးကြိုးစားစားနေထိုင်တတ်တဲ့ပိုင်းတကုံးဟာအခုချိန်မှာတော့သူ့ရဲ့ညီဖြစ်သူကြောင့်အဆက်ကွဲနေရပြီဖြစ်ပါတယ်။သူ့ညီဖြစ်သူရှင်ဘုံပြေကလည်းမော်ဒယ်တယောက်လုပ်နေတာဖြစ်ပြီးလက်ရှိမှာ MTB တချင်းတွေကိုလည်းရိုက်ကူးနေရရှိပါတယ်။ဒီလိုအမှုပညာလမ်းကြောင်းကိုစတင်တက်လန်းခါစားမှာမိမကိစ္စရင်းနဲ့ပတ်သက်ပြီးပြဿနာဖြစ်ခဲ့တာကြောင့်နောက်ကုန်သိက္ခာပိုင်းအရာညှိုးနွမ်းနေကြရပြီဖြစ်ပါတယ်။ရှင်ဘုံပြေကခင်မေခါဆိုတဲ့မော်ဒယ်တအုပ်နဲ့စိုက်နှစ်တက်နေတယ်လို့သိရပါတယ်။ဒီလိုမျိုးစိုက်နှစ်တက် ်နေခဲ့တာဟာလေတစ်နှစ်ကျော်လောက်ရှိသွားပြီဖြစ်ပြီးရှင်ဖုံးပြင်းမိသားစုဝင်ရဲ့စကားများပြီးအိမ်ပေါ်ကဆင်းလာခဲ့တဲ့အချိန်ကလေးကချစ်သူကောင်မလေးကအိမ်ငါပေးရတဲ့ကိစ္စတွေဒီအဆအဆအရာလောက်ကင်ပြီးခဲ့ရပါတယ်။သူရဲ့ချစ်သူကောင်မလေးကဆိုရှယ်မီဒီယာမှာပြောထားတဲ့စကားတွေအရာအိမ်ပေါ်ကဆင်းလာတဲ့အချိန်မှာပတ်စံတပြားတစ်ချက်မှမပါဘဲနဲ့ဆင်းလာတယ်။အိမ်ငါတီးတန့်နေခြင်းနဲ့လို့ပြောတယ်။အိမ်ငါပေးဖို့အတွက်ကိုလည်းတလကို6သိန်းနဲ့စင်ရန်ကိုစပေါ်ကပါ၈လစာပေးအပ်ခဲ့ရတာဖြစ်တဲ့အပြင်နောက်ထပ်6လ ာစာထချုပ်ခင်းရတာဖြစ်တဲ့အတွက်တနစ်စာ ကုန်ကြစရိတ်တွေနောက်ပြီးမီတာကစားသောက်စရိတ်တွေကအစာအကုန်လုံးသူ့ဘက်ကနေပဲစိုက်ထုတ်ခင်းရတာဖြစ်တယ်။သူ့ရဲ့လုံအားကတွေရတဲ့ပတ်စံတွေအကုန်လုံးနဲ့နှစ်ယောက်မျှစားနေခဲ့ရတာဖြစ်တယ်။ဒီလိုမျိုးအစာစာရရာကိုညီထောက်ပံ့ပေးပါနဲ့နဲ့နောက်ထပ်မိမတအုပ်နဲ့ဖောက်ပြန်သွားတဲ့အတွက်ကြောင့်မတည်မနှက်တွေဖြစ်ပြီးဆိုရှယ်မီဒီယာမှာဖွင့်ဟပြောဆိုလာတာဖြစ်ပါတယ်။သူရှိနေတဲ့တဲ့နဲ့နောက်ထပ်အမျိုးသမီးတအုပ်နဲ့ဟိုတယ်မှာဖောက်ပြန်နေတယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့တာဖြစ်ပြီးအဲ့ ဒီလိုရှင်ဖုံးပြင်းနဲ့ဖောက်ပြန်နေခဲ့တဲ့သူကကြော်ကြော်အင်ဒရာဆိုပြီးသတင်းတွေကလည်းဇက်တိုက်ဆိုသလိုတက်လာခဲ့တာဖြစ်ပါတယ်ကြော်ကြော်အင်ဒရာကတော့တက်လာတဲ့ပုံတွေနဲ့ပတ်သက်ပြီးဒါလေးများတချင်းရိုက်တုံးကမီဒီယာအစ်စ်တွေကတင်ထားတဲ့ကျမကြော်ကြော်အင်ဒရာနဲ့ရှင်ဖုံးပြင်းအင်တာဗျူးတွေနဲ့ပုံတွေကိုပေါက်ကရစာသားတွေနဲ့ကျမပုံတွေရှူသွင်းပြီးပေါက်ကရရှောင်ရင်းတွေရဲ့ page အတူတွေကျမရဲ့မင်္ဂလိသိက္ခာပရိသတ်အထင်လွှဲအောင်မလုပ်ပါနဲ့ဒီထက်ပိုဆိုလိုက်ရင်ရေးတဲ့ online page တွေကိုတရားဥပဒေအရအေးအေးယူဆောင်ရွက်ပါမယ်ဆိုပြီးပြောဆိုလာ ခဲ့တာဖြစ်ပါတယ်။ကြော်ကြော်အင်ဒွာဘက်ကတော့ပဲလော်ကြစားညက်နေရတဲ့အဖြစ်ကိုဖြစ်နေခဲ့တာဖြစ်တဲ့အပြင် တကယ်ကာယကံရှင်နှစ်ဦးကလည်းလက်တွေ့မှာဖောက်ပြန်သွားတဲ့သူကဘယ်သူလဲဆိုတာကိုထုတ်ဖော်ပြောကြားထားတာမရှိဘဲရှင်ဘုံပြည့်နဲ့တွဲခဲ့ဘူးတဲ့ MTV ရိုက်ခဲ့ဘူးတဲ့ကြော်ကြော်အင်ဒရာကိုဆွဲထည့်လာတာဖြစ်ပါတယ်။အခုလိုမျိုးသူကိုမဟုတ်တမ်းရဆွဆွဲတဲ့သူတွေကိုတရားပြန်လဲဆွဲဆူသွားမယ်လို့ပြောလာခဲ့တဲ့ကြော်ကြော်အင်ဒရာပေါ့ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့တရားချင်းစီနိုင်ကိုကျေးဇူးများရင်တင်ပါတယ်ရှင်။